မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တင်ကြောင်းရာကတော့2025ခုနှစ်မေလမှာရခိုင်ပြည်နယ်တောင်ပိုင်းရခိုင်ကမ်းရိုးတန်ဘင်္ဂလားပင်လယ်အော်ကိုလေပြင်းအားနဲ့ရဝန်တွေချင်းကဲရောက်ရှိနိုင်ပါမယ်။တရီထားစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပြီးတော့တန်ရွဲခရိုင်မှာမေလမှာတော့ရွာသွုံးမြေထံသုံးစာမိုးပုံမိုးရွာသွုံးမယ်လို့မလူသားစုစုဆရာကကြိုတင်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ9ရက်နေ့ဒီနေ့မနက်7:00နာရီခွဲချိန်ပင်လယ်ပြင်ခီးတော်မလို့သားခမ်းမန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်တော်ချင်းကြီးကတော့ကပ်လီပင်လယ်ပြင်နဲ့ပင်လယ်ပင်တော်တောင်ပိုင်းမှာတိမ်သေးသေးကနေတည်တူတက်ပြီးတော့ကြံမင်းလားပင်တော်မှာတိမ်နေငယ်ဖြစ်တော်မှာတယ်။ရောင်ကနေ3နာရီကံရံတလျှောက်ပင်လယ်ပြင်ခီးတော်မလို့သားခမ်းမန်းချက်ကတော့ဒီနေ့မွန်တဲကနေနောက်24နာရီအတွင်းမှာနေရာကွက်ကြားမှုနဲ့ငယ်ရွာပါမယ်။အမြင်တာနေနဲ့ကတော့၄မိုင်မွေးရွာစင်မှာတမိုင်ကန်နဲ့ရေပင်လေးပင်ဟာအရှိတအမှုရှိမြောက်ကိုတနအိပ်ကိုပင်လယ်မှာဆင် ိုင်ကနေ15မိုင်တစ်ခါတည်းရမိုင်20ကနေ25မိုင်ရှိပါမယ်။လှိုင်းကျင်နေရလှိုင်းနေငယ်ကနေလှိုင်းတင်းတဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ၄ဘေကနေ6ဘေကရှိပါမယ်။ရောင်းကနေရခိုင်ကမ်းရက်တစ်လျှောက်ပင်လေပြင်းခီးအတွက်မလူသားခံမှန်းချက်ကတော့ဒီနေ့မွန်တဲကနေနောက်24နာရီအတွက်မှအများအပြားသားရပါမယ်။အမြင့်တာနေနဲ့ကတော့9မိုင်။ရေပြင်းလေးပြင်းဟာမြောက်တာမို့အနောက်မြောက်ကိုတနအီကိုပင်လေမိုင် ဆယ်မိုင်ကနေ15မိုင်တစ်ခါတရမိုင်20ရှိပါမယ်။လှိုင်းခြေနေရာလှိုင်းနှင်းငယ်ကနေလှိုင်းသေးနေရှိပါမယ်။လှိုင်းမြဟာ၄ဘီကနေ6ဘီကရှိနိုင်ပါတယ်ရှင်။ဒါအပြင်မူလဝတ္တဆဆူဆန်ကလည်း2025ခုနှစ်မတ်လ9ရက်ကနေ16ရက်နေ့အထိမိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲနေ့ပူချိန်တွေတိုးလာအောင်ပဲလို့ခန့်မှန်းခဲ့ပါတယ်။ဆက်လက်ပြီးတော့2025ခုနှစ်မိုးကြိုးမိုးဥနဲ့မိုးလေကာလအတွင်းမြန်မာနိုင်ငံမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းပေးပါမယ်။ မလို့သာတုတ်တဲ့ဝန်နိုင်ကတော့မတ်လ9ရက်နေ့လေတနာရီမိနစ်20အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ Radio Blue စီစဉ်တဲ့ focus အရမြန်မာနိုင်ငံရဲ့မိုးရာသီကာလတွေကတော့မိုးကြိုးအပယ်16ကနေမေလ15ရက်မိုးဦးမေလ16ကနေဇွန်လ30ရက်မိုးလယ်ကာလဇူလိုင်1ရက်ကနေဩဂလ31ရက်မိုးနှောင်းကာလစက်တင်ဘာ1ရက်ကနေအောက်တိုဘာ10ရက်မိုးလွန်ကာလအောက်တိုဘာ17ရက်ကနေနိုဘာ30ရက်အထိဒေသအလိုက်ကြိုတင်ခန့်မှန်းချက်အရမိုးကြိုးကာလအတွင်းမှာရခိုင်ပြည်နယ် ဝေးတိုင်းအထက်ပိုင်းချင်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာနှစ်စဉ်ရွာသွန်းမြေကန့်နဲ့နှစ်စဉ်ရွာသွန်းမြေအောင်ယုံနေရွာသွန်းနိုင်ကြောင်းတွေ့ရပြီးကြံပြည်နယ်တိုင်းဒေသတွေအားလုံးမှာနှစ်စဉ်ရွာသွန်းမြေအထက်ပုံမှုရွာသွန်းနိုင်ဝန်းကောင်းနိုင်ကြောင်းတွေ့ရပါတယ်။ မိုးကာလအတွင်းကြာရောက်တဲ့မေလအတွင်းနှစ်စဉ်ရွာသွန်းမြက်ထံမိုးပုံမူရွာသွန်းနိုင်တဲ့ဒေသတွေနဲ့မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရော်တိုင်း၊ရခိုင်ပြည်နယ်၊မကွေးတိုင်းရဲ့တောင်ပိုင်းနေပြည်တော်၊ကယားပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်တွေမှာတော့နှစ်စဉ်ရွာသွန်းမြက်မိုးရေချိန်အထက်20မီလီမီတာကနေ40မီလီမီတာအထိတလက်မနေပါကနေတလက်မကွေးကျော်အထိမိုးရေချိန်ပုံမူရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ မိုးကာလာတွင်ကြာရောက်မယ်ဂျွန်လအတွင်းမှာမိုးလေကာလာဇူလိုင်ဩဂတ်လနေ့အတွင်းမှာချင်းပြည်နယ်စကိုင်းတိုင်းနဲ့မန်လီတိုင်းဒေသတွေမှာရွာသွန်းမြက်အထက်20မီလီမီတာတလက်မနီပါကန်တီမိုးပုံမိုးရွာသွန်းနိုင်ပွဲရှိပြီးတော့ရခိုင်ပြည်နယ်တောင်ပိုင်းမကွေးတိုင်းတောင်ပိုင်းပဲခူးတိုင်းအေရော်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့ရင်းနိုင်တိုင်းတွေမှာရွာသွန်းမြက်အောင်20မီလီမီတာကန်တီတလက်မနီပါကန်တီမိုးရော့နေရွာသွန်းနိုင်ကော စကိုင်းတိုင်းထပ်ပိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမကွေးတိုင်းမြောက်ပိုင်းဒေသတွေမှာပုံမှန်ရွာသွန်းမြေမွေးချိန်တိုင်းသာမွေးရနိုင်မဲ့အခြေအနေရှိကြောင်းတွေ့ရပါတယ်။အချို့အားဖြင့်တော့မိုးကြိုကာလဟာဧပြီ15ကနေမေလ 15ရက်အတွင်းမှာ၎င်းမိုးကာလမှာပါဝင်တဲ့မေ16ကနေမေလလကုန်ပိုင်းထိ၎င်းများသောအားဖြင့်မြန်မာနိုင်ငံရရက်မှာမိုးရွာသွန်းနိုင်တဲ့အချိန်တွေဟာနေ့စဉ်ရွာသွန်းမြေမွေးချိန်အထက်မိုးပုံပုံရွာသွန်းနိုင်ွယ်ရှိတဲ့ကြောင့်မိုးကြိုနဲ့မိုးကာလအတွင်းမိုးကောင်းမှဖြစ်ကြောင်း ခံမှန်းရတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မန္တလေးရှိနေတဲ့မြို့တော်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့သပ္ပိပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းမှာတိမ်အထည်တည်ပြုံးပြီးတော့ကြံဘင်္ဂလားပင်လယ်မှာအများအပြားတိုင်ရပါမယ်။ပင်လယ်ပြင်အခြေအနေကတော့တရဲနိုင်ကံရယ်ရခိုင်ကံရယ်နဲ့မုံမကွေးဘက်မှာလေယာအရှိရှိတောင်ဘက်ကနေတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လိုင်းနေငယ်ကနေလိုင်းတည့်တည့်ရှိပါမယ်။မြဝကျုံပေါ်ဒေသတွေနဲ့မိုးရမကွေးဘက်မှာတော့လေဟာအနောက်အနောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတဲ ရင်ရှိပါမယ်။မိုးချင်နေဟာစကန်နဲ့ဒေတာကြီးတရင်နိုင်တိုင်းဒေတာကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွဲခြားမှုထစ်ကြုံရပါမယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာယာပါမယ်။မြေပူချိန်တွေကမန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီးနဲ့အရာဝတီဒေသကြီးတွေမှာပုံမှန်အပူချိန်ထပ်ပို့ပါမယ်။မြို့ချင်းတွေကတော့စကိုင်းတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မှာမနက်ပိုင်းမှမြေလူတွေကြာဆင်းနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မတ်လ9ရက်နေ့အတွက်မလို့သာခမှန်းချက်ကိုဖော်ပြပေးပါမယ်။မင်းလာပင်လောအချိန်ဒီကတော့ကပ်လီပင်လယ်ပင်နဲ့ဘင်းလာပင်လောတောင်ပိုင်းမှာတိုင်တင်းနေပြတော့ပြီးတော့ကြာမင်းလာပင်လောမှာအများအပြားသားပါမယ်။ပင်လယ်ပင်အချိန်ဒီကတော့တရင်နိုင်ကရရခိုင်ကရနဲ့မုဒမကွေးဘတ်မှာတော့လေဟာအရှိရှိတာဘက်ကလည်းတနင်္လာကို9မိုင်ကနေ10မိုင်ကတိုက်ခတ်ပြီးတော့လိုင်းနေငယ်ကနေလိုင်းတင်းတဲ့ရှိပါမယ်။မြို့ဝကျဘော်ဒေသတွေနဲ့မုဒမကွေးဘတ်မှာလေဟာအနောက်နာမဘက်ကနေတနင်္လာကို10မိုင်ကနေ -10 ကတိုက်ခတ်ပြီးတော့လိုင်းနေငယ်ကနေလိုင်းတင်းတဲ့ရှိပါမယ်။မိုးချင်နေဟာတရင်နိုင်တိုင်း ဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာကွက်ကြားမှုတစ်ကြုံရောက်ပါမယ်။ကြတိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာအများအပြားတာရပါမယ်။နေဘူးချိန်တွေဟာမန္တလေးတိုင်းဒေသကြီး၊မွန်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးမှာပုံမှန်ဘူးချိန်ထပ်ပူပါမယ်။မြို့ချိန်တွေကတော့တရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြားဆင်းပါမယ်ရှင်။ ဆက်လက်ပြီးတော့ဩစတြေးလျမှာဆန်ကလုံးမော်နိုင်အယ်ဖရက်ကြောင့်စတင်ကြောင်းနဲ့တည်ယူပိုးဆောင်ရည်တွေပိတ်သိမ်းထားရတဲ့အကြောင်းဖော်ပြပေးပါမယ်။ဩစတြေးလျနိုင်ငံမှာဆန်ကလုံးမော်နိုင်အယ်ဖရက်ကတော့နိုင်ငံအရှိတ်ကင်မရာကိုဝင်ရောက်တိုက်ခတ်ပြီးတော့တာဝန်ရှိတဲ့သူတွေဟာစတင်ကြောင်းနဲ့အများပြည်သူတည်ယူပိုးဆောင်ရည်လုပ်ငန်းတွေကိုပိတ်သိမ်းလိုက်ပါတယ်။မော်နိုင်ကြောင်ရေလွှမ်းမှိုးတာကိုကာကွယ်ဖို့တဲတွေအပါဝင်အရင်အတားတွေပြုလုပ်နေကြပြီးတော့စားနပ်ရိတ်ခါစုဆောင်းထားဖို့ကိုလည်းတာဝန်ရှိတဲ့သူတွေကတရေပေးပါဗျ။ မွန်တိုင်းဟာအော်စတြေးလျရဲ့တတိယမြောက်လူရဲ့အများဆုံးဘရစ်စပိန်ကိုစနေနေ့မနက်ပိုင်းမှာဝင်ရောက်မယ်လို့ခန့်မှန်းတာပါမွန်တိုင်းဟာကွင်းစ်လန်နဲ့နယူးဆောင်းဝေးပြည်နယ်တွေရဲ့နေဆက်ဒေသတွေမှာပါဖြတ်ကျော်တိုက်ခတ်နိုင်တာကြောင့်မိုးသည်ထန်စွာရွာသွန်းတာနဲ့ရေကြီးရေရှမ်းတာတွေဖြစ်နိုင်တယ်လို့မိုးစရဌာနကတတိပေးပါတယ်နိုင်ငံအရှေ့မြောက်ပိုင်းကမ်ရန်တက်လျှောက်ကီလိုမီတာ900ကျော်အ အထိမုံတိုင်းသတိပေးချက်ထုတ်ပြန်ထားပြီးရေကြီးမှုတန်ခရနိုင်တဲ့အနေပိုင်းဒေသတွေမှာနေထိုင်သူတွေအမြန်ဆုံးပြေလို့ရကိုရွှေ့ဖို့ညွှန်ကြားထားပါတယ်ကဲဆက်ကူညီရေးလုပ်ငန်းတွေအတွက်ဩစတြေးလျစစ်တပ်ကိုအသင့်ပြင်ထားတဲ့အကြောင်းဝင်ကြီးချုပ်အယ်ဘာနီးစ်ကဆိုပါတယ်တချို့ဒေသတွေမှာတော့မုံတိုင်းကြောင်ရွာသွန်းမှုတွေစတင်ပြီးတော့အထူးသဖြင့် New South Wales မြောက်ပိုင်းမှာတော့ပုံမှန်ပြင်းထန်ကြာရှည်တဲ့မိုးရွာသွန်းမှုတွေဖြစ်လာနိုင်တယ်လို့မလို့သာဌာနကသတိပေးပါတယ် ဆက်လက်ပြီးတော့ရွှေညားဝါဆရာတော်အသေးရောဂါကြောင့်ဆင်းပူသားမှုခံယူနေရတဲ့အကြောင်းဖော်ပြပေးပါမယ်။နိုင်ငံရေးနယ်ပယ်မှာထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့ရွှေညားဝါဆရာတော်ကတော့အသေးရောဂါကြောင့်ရန်ကုန်မြို့ကပုဂ္ဂလိကဆေးရုံတစ်ခုမှာဆင်းပူသားမှုခံယူနေရတယ်လို့ဆရာတော်ရဲ့တဝက်ဒါရက်ကတယောက်ကဆိုပါတယ်။စေကူတာမှုခံယူပြီးတဲ့နောက်လက်ရှိချိန်မှာတော့ရွှေညဝါဆရာတော်ရဲ့ကျမ်းမာရေးခြင်းတွေကစိုးရိမ်စရာမရှိတော့ပဲပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့သူကဆိုပါတယ် ဆရာတော်ကြီးဖြစ်တဲ့ယောဂကအသေးယောဂအသေးယောဂဖြစ်နေတာကြာပြီးဝမ်ဘိုက်ကအသေးယောဂကြောင့်ဖောင်းနေရဲ့ဆောင်ဝင်ကြီးတွေကလည်းဆရာတော်ကိုအားယူဖို့ပြောတယ်ဆရာတော်ကြီးကသူနေကောင်းတာနဲ့စွန့်ခံကြွလိုက် နိုင်ချင်းမိသားစုတွေကိုကုညင်ထောက်ပံ့လိုက် အခုလိုယောဂပြန်ထလာတဲ့အခါမှာစဉ်ယုံတက်လိုက်နဲ့အဲ့လိုတွေဖြစ်နေတာပေါ့ဆရာတော်ကြီးကအခုတော့တက်တာတယ်။ကျမ်းမာရဲ့အခြေအနေပြန်လဲကောင်းမွန်လာပါပြီ။စိုးရင်ဆရာတော်သိမ့်မရှိတော့ဘူး။ရန်ကုန်မြို့ကပုံကလေးကနဲ့စဉ်ယုံတကူမှာနဲ့ဆေးပူသားဖို့ခံယူနေရတာပါလို့ရွှေညဝါဆရာတော်ရဲ့တပည့်တိုင်ကတယောက်ကဆိုပါတယ်။ ဆရာတော်ဟာနိုင်ခြင်းတွေကိုစိတ်မချဖြစ်နေတာသူ့ရဲ့ကြမ်းမရဲ့ခြင်းတွေကြောင့်ပဲမထောင်ပတ်နိုင်တော့မှမကူညီနိုင်တော့မှနိုင်ခြင်းမိသားစုတွေရဲ့စောင်းရည်တွေမပြေနေတော့မှကိုဆရာတော်ကစိုးနေတာဖြစ်ပါတယ်ဆရာတော်ဟာသူ့ဘူတိုင်းကလည်းနိုင်ခြင်းဟောက်တယောက်ဖြစ်တော့ဒီဘွားတွေကိုလည်းသူကစာနာတယ် ဆရာတော်ကြီးရဲ့မြေတားကကြီးမားရဲ့လူလကောင်းကဆိုပါတယ်လက်ရှိချိန်ထိဆရာတော်ကြီးကရန်ကုန်မြို့ကပေါ်ဒီကဆေးရုံတစ်ခုမှာဆေးကုသမှုခံယူနေရပြီးတော့ဆေးဝါးကုသမှုပြီးရင်တော့မော်ဘီမြို့ကသူ့ရဲ့အကြောင်းတိုက်မှာလည်းဆက်လက်သတင်းသုံးနေထိုင်သွားမယ်လို့လည်းသိရပါတယ်ရှင်